ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့သတင်းကြော်နေရဲ့အော်တိုဘားလ23ရက်နေ့ရေဒီယိုစီစဉ်သစ္စာပရမဖြစ်ပါရယ်။ဘူတောက်ခန်အတွင်းကဆိုရကြောင်းနေမှာစာတင်နဲ့တော့ကြော်ရတဲ့အထိကျောင်းသုံးဖက်ဆက်အုပ်တွေကိုမထုတ်ပေးသေးပါဘူး။ဗမော်ဝိုင်းမော်လမြောင်နေအဖကန်ဒေတာဘက်မှာတပတ်အတွင်းတက်ပွဲပေါင်းစကြောက်ကျင်းဖြစ်ပွားခဲ့ပါရယ်။မြေဆုံတောင်ပရိစစ်ကော်မရှင်ဂိမ်းမှာအတက်ယူကောင်းဒီလက်တံမျိုးသားတွေကိုခေတံတော်လာခွင့်ပေးပင်ချတာ၃လလောက်ရှိလာပြီလို့သိရပါရယ်။စားရတဲ့စားရတဲ့တွင်ကိုသစ္စာပရမပါကျမတို့အစစ်စစ်သတ်သူမိုင်းနေဖြစ်ပါရယ်။ ဗမော်ဝိုင်းမော်လမြောင်နေ့ဖကန်ဒေတာဘတ်မှာတပတ်အတွင်းတိုက်ပွဲပေါင်း16ကြိမ်ဖြစ်ပွားခဲ့ပါတယ်ဆက်စိုင်းကသစ်ဆက်ပေးမှာပါဗမော်ဝိုင်းမော်လမြောင်နေ့ဖကန်ဒေတာဘတ်မှာနေ့စဉ်တိုက်ပွဲဖြစ်ပွားပြီးတပတ်အတွင်းတိုက်ပွဲပေါင်း16ကြိမ်ဖြစ်ပွားခဲ့လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KOKA တည်င်းနဲ့ပြန်ချာရေးဌာနရဲ့အော်တိုဘလတ်၁၂ရက်နေ့ထုတ်လွှင့်တဲ့တည်င်းရုပ်တံအစီအစဉ်ကနေသတင်းသိရပါဗျ။ဗမော်မြို့ဘက်မှာတော့လေရင် drone လက်နက်ကြီးငယ်တွေနဲ့နေ့တိုင်းပြစ်ခတ်တိုက်ခိုက်တာရှိရလို့ဖော်ပြထားပြီးတော့ စစ်ကော်မရှင်ကလေရင်ဘုံ63ကြိမ်ဒရုန်းဘုံ53ကြိမ်နဲ့လက်နက်ကြီး226ကြိမ်ပစ်ခတ်ခဲ့လို့ဖော်ပြထားပါတယ်။ဗမော်စစ်မြေနယ်ပြင်ပစီရေးအခြေအနေနဲ့ပတ်သက်ပြီးစစ်ကော်မရှင်တပ်ကနေစစ်ကြောင်းထုတ်လာတဲ့အတွက်တပတ်အတွင်းခုခံတိုက်ပွဲ12ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဝိုင်းမော်လမြောင်စစ်မြေနယ်ပြင်ပလည်းစစ်ကော်မရှင်တပ်ကခြေလင်းနဲ့စစ်ကြောင်းထုတ်လာတဲ့အတွက် ခုခံတိုက်ပွဲ3ကြိမ်ဖြစ်ပွားတယ်လို့သိရပါတယ်။စစ်ကော်မရှင်ကခြေလင်းစစ်ကြောင်းထုတ်နေဆဲဖြစ်ပြီး လေရင် drone လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက်ပမော်ဘက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါဗျ။ဝိုင်းမော်လမြောင်စစ်မျက်နှာပြင်ဘက်ကိုမစ်ချီနာဘက်ကနေလက်နက်ကြီးပြစ်ခတ်တာ drone ဘုံချဲတာလေရင်နဲ့ပြစ်ခတ်တာနေ့တိုင်းရှိရလို့ဆိုထားပါဗျ။အခုလိုတိုက်ခိုက်တာကို KIA ပူးပေါင်းအဖွဲ့ကနေခုခံတိုက်ခိုက်တဲ့အတွင်းစစ်ကော်မရှင်ဘက်ကထိခိုက်ဒေဆုံးမှုများတယ်လို့သိရှိရတယ်လို့ KIA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်းဒေဆုံးတာရှိရလို့ဖော်ပြပါဗျ။ pa candidat be malen pa ta se de mane bi se kom shen dan na bi do se bu bang ta do mi chi na wai mo ta ni do lan bu ta o long sha yang sun bi yang de da ne mo nyin de da rui ba se ye lo sha ni bi lo le so tha ba re ဒီလူသူအနေနဲ့မိမိဒီရာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မြချနာတရင်ချောင်းနေရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 3993333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် မိဆောင်ကြောင့်ပြည်စစ်ကော်မရှင်ဂိမ်းမှအသက်အရွယ်ကောင်းလူငယ်လူလတ်တန်အမျိုးသားတွေကိုဖြတ်တန်းတော်လောက်တွင်ပြေပင်ထားတာ၃လောက်လောက်ရှိလာပြီလို့သိရပါတယ်။ထရိုဇာကပြေပို့ထားတာပါ။ ပြခဲ့တဲ့ဇူလိုင်လလောက်ကနေစပြီးမိချင်နာမျိုးပဲအချမ်းကနေအချက်ပဲနေရာရစီတမဲအသက်16နှစ်အထက်အသက်40နှစ်အောင်အမျိုးသားတွေဆိုရင်မြေဆုံတောင်ပရိတ်ကိတ်တွေကနေဖြတ်တန်းခွင့်မပြုတော့တာလေးဖြစ်ပါတယ်။ဒေသခံအမျိုးသားတွေကိုတော့ရက်ကအုပ်ချုပ်ရင်မထောက်ကန်စားပါမအချက်ပဲတခွင့်ကိုစီစစ်ပြီးခွင့်ပြုတာတွေလုံဆောင်နေတာဖြစ်ပြီးလက်ရှိအချိန်အထိလည်းပြုလုပ်နေစေဖြစ်တယ်လို့မိချင်နာမြေဆုံလမ်းပေါ်နေဒေသခံပြည်သူတွေရဲ့ပြောပြချက်အရာတရားပါတယ်။ အချက်ပါကြီးတွေမှာတမတ်ချတဲ့အသက်ကန်တချဲ့အတွေအကျုံးဝင်တဲ့ခရီးတော်ပြည်သူအမျိုးသားတွေအပြင်ဒေသခံအမျိုးသားတွေကိုပါစစ်ကော်မရှင်တပ်သားတွေကနေတားဆီးဆစ်ဆဲပြီးဖြတ်တန်းသွားလာခွင့်မပြုတာလည်းဖြစ်ပါတယ်။မြေဆုံဒေသအချက်ပဲတမတ်ခရီးတော်ပြည်သူတွေပါအဝင်ဒေသခံအမျိုးသားတွေကိုအချက်ပါကန်တချဲ့တွေတမတ်လိုက်ပြီးတဲ့နောက်ပိုင်းစက်တင်ဘာလလောက်ကနေစပြီးတော့မြေဆုံတောင်ဖရဲဒေသခံအမျိုးသားတွေကိုတော့ဟောချုပ်ရေမှုထောက်ခံစာပိုင်းဖြတ်ခိုင်းတာတွေလုံးဆောင်လာတာလို့လည်းထမှန်သိရှိရတာပါ။ မြေဆောင်တောင်ဖရဲအောင်မင်သာဒေတာခန်စားတဖြစ်ဒေတာခန်ပြည်သူစစ်မှန်ကြောင်းအမိအိမ်နံပါတ်မပုံတဲမိဘအမိရအပါမိမိသွားလိုတဲ့နေရာနဲ့တကွာတင်ပြပြီးရက်ကွက်အုပ်ချုပ်ရေးမှုရထောက်ကန်စားပါမှာအချက်ပါကိတွေကနေစစ်စစ်ပြေးဖြတ်တန်းသွားလာခွင့်ပြုနေတာဖြစ်ပါတယ်လက်ရှိမြေဆောင်တောင်ဖရဲဒေတာဘက်စစ်ကော်မရှင်ဂိတ်တုံးခုလောက်ရှိနေတယ်လို့ဆိုပါတယ် ခေအခြေတခုအပြင်လန်တော်လန်လာပြီးသူတွေကိုစစ်ဆဲတဲ့ကိန်းနဲ့စစ်ပဲ့ရေးရလုံချုံရတဲ့ဆရာဖတွေထိုင်တဲ့ကိန်းဆိုပြီးကိတ်တုံးကိုရှိတယ်လို့သိရပါတယ်။ဒါအပြင်အထက်ပါမြေဆုံတောင်ဖရစ်ကော်မရှင်ကိတ်တွေမှာကုန်ဖြစ်စည်းတင်ကားတွေကိုအသေးစိတ်စစ်ဆဲရတင်ချလုံဆောင်လေးရှိပေမဲ့လက်တလုံးအခြေအနေမှာတော့အရင်ကလိုကုန်ဖြစ်စည်းတင်ကားတွေကိုတင်ချစစ်ဆဲတာမတွေ့ရှိရဘူးလို့ခီးတွားပြည်သူတို့ရဲ့ပြပြချက်အရာတီးရပါတယ်။အရင်က education တွေမှာစစ်ကော်မရှင်တပ်သားဆယ်ယောက်ကျော်လောက်စောင့်ချက်လေ ည်းရှိပြီးမပုံတင်စစ်ဆေးရတွေပါလှုပ်ဆောင်ပြီးတော့တင့်မြင်ဆောင်ကချင်ပြည်နယ်မပုံတင်ကိုင်ဆောင်သူတွေကလွေပြီးကြံတိုင်းနယ်ပြည်နယ်မပုံတင်ကိုင်ဆောင်သူတွေအများစုကိုတော့ပြန်လည်ခိုင်တာတွေဖြစ်လို့နေတယ်လို့သိရပါတယ်။ ူတော်ခင်အထွေကဆိုရချောင်းလေးမှာကျောင်းသုံးဖက်ဆက်အုပ်တွေကိုစာတင်နဲ့တဝက်ချော်တဲ့အချိန်မထုတ်ပေးသေးတဲ့အပြင်အပြင်မှာလည်းရောင်းချသူတွေမရှိရချောင်းကျောင်းသူကျောင်းသားတွေဟာဖက်ဆက်အုပ်မရှိပဲကျောင်းတက်နေကြရတယ်လို့ဒေတာခဏလေးကပြောပါရယ်မနေ့ကစာအုပ်အဟောင်းလေးကိုပဲကျောင်းစာဖွင့်ချိန်တော့ခွဲဝေပေးခဲ့ပေမဲ့တချို့ကျောင်းသူကျောင်းသားတွေကတော့အများရှိခဲ့ကြဘူးလို့ကျောင်းသားမိဘသူကပြောပါရယ်မနေ့က နော်ကျောင်းမှနေနော်မနေ့ကကျောင်းသားတွေရဲ့စာအုပ်တွေတင်ထားတယ်တင်ထားပြီးဒီနေ့ကျောင်းတက်တဲ့သူတွေကိုမကောင်းတော့ပြီမဲ့အဲ့ဒါတွေကိုပေးထားတာပေါ့တချို့ကတော့အဲ့ဒါတွေကင်ပြီးဒီလိုပဲတက်နေတာပေါ့မရတဲ့သူတွေကမရမရတော့သူတို့ကျောင်းမှအဲ့လိုတင်ပေးတာကိုရေးမှတ်ပြီးတက်နေကြတာပေါ့ဖက်စာအုပ်တွေကိုကျောင်းသားတွေမရရှိတဲ့အတွက်စာတင်ကြရေးမှာခက်ခဲတွေကြုံနေရတယ်လို့လည်းသိရပါဗျာ ကျောင်းပြင်ပမှာလေအောင်ချသူတွေမရှိရကြောင်းကျောင်းသူကျောင်းသားတွေဟာဖက်ဆုပ်မရှိဘဲကျောင်းတက်နေကြရတာလေးလာကျော်ရှိပြီဖြစ်ပါတယ်။ကလေးမိဘတွေဟာမိချနာမျိုးကနေစာအုပ်ဝေးဖို့ပြုလုပ်ကြပေမဲ့မရရှိကြသလိုတရအတွင်ဖက်ဆုပ်အဟောင်းတွေကိုရှာဖွေပေမဲ့အခုချိန်ထိဆုံးလေအောင်မရရှိသေးဘူးလို့လည်းသိရပါတယ်။ဒါအပြင်ရေးစာအုပ်တွေလည်းဘူတာအခန်းအတွင်ရောင်းချတာမရှိတဲ့အတွက်တချို့ကမိချနာမျိုးကနေမှယူနေကြရတယ်လို့လည်းဆိုပါတယ်။ရှင်တွေကအစိုးရကျောင်းမှာကျောင်းလာအတိတ်ကလေးတွေကိုကျောင်းအတန်းထဲမှာပဲမူလတရားနဲ့အထက် တန်အထိဖက်စာအုံနဲ့ရေးစာအုံခေတန်ဘောပန်ပေတန်နဲ့ခေဖြတ်တွေကိုတခါလေးပေးလိုက်ကြပါမယ်ဒီနေ့မှာတော့မရရှိတဲ့အခြေအနေဖြစ်ပါတယ် ဘူတာဟုတ်ခန်ထင်းကမြို့နေရီမှာဒါမကအခြေရွာတွေအထိအကြောင်းတတ်နေတဲ့ကလေးတွေအနေနဲ့ဆိုင်ရီကိုရီးယားတွေမရှိရာကြောင့်ခက်ခဲနေတယ်လို့ဆေးဝါးတွေလည်းတာမင်ပစ္စည်းတခုလိုတည်ယူခင်မရရှိကြတဲ့အတွက်အခြေခံဆေးဝါးတွေတောင်မှမရရှိတဲ့အခြေအနေရောက်ရှိနေကြတယ်လို့သိရပါတယ်ဘူတာဒေတာဟာလမ်းမဆက်တွေခက်ခဲတဲ့ဒေတာတခုဖြစ်ပြီးရေကြီးရမှုအပြင်ငွေရတီရောက်တိုင်းဝေးလံခေါင်ပြားတဲ့ဒေတာတွေမှာလမ်းတွေပြည့်စည်လေးရှိပြီးတည်ယူပို့ဆောင်ရင်ခက်ခဲတဲ့ဒေတာဖြစ်ပါတယ် အနည်းရဲ့ကြီးစွာတည်ရှိနေတတ်တဲ့မြေမြုပ်မိုင်းတွေရဲ့တိမတ်ဖွယ်ရာတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အရောင်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတစ်တာဒါမှမဟုတ်ပလတ်စတစ်ဒါမှမဟုတ်သတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်ဆင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေက ပုံမှန်နေရာဓမ္မမဟုတ်ဝါရချိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အတုံးပြုပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တတားတဲ့ဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝက်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။ မြင်းမြုံပိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြင်းမြုံပိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꽌ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြင်းမြုံပိုင်းတွေကိုမြင်းမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မြင်နေတဲ့အခါဒါမှမဟုတ် ရင်နဲ့တက်ချိတ်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမြုပ်မိုင်းမှာမှရုပ်ချီးပေါက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီးပေါက်ကွဲမိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတက်မိုင်းဆိုတာ ပောက်ကွဲတဲ့အခါအစာနာဖျာထွက်ပြီးထိခိုက်သူတမကအနီဝင်းချင်ကအခြားသူတွေကိုပါထိခိုက်ပြီးဒိတ်ဆုံနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြင်မြုံမိုင်းတွေထက်အရွယ်စားပူကြည့်ပြီးပောက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြင်မြုံမိုင်းတွေကိုမြင်မျက်နှပင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကိုထိမိတာဒါမှမဟုတ်ဖျက်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါ။ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးသုံးတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရင်မြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုဖို့အတွက်ဓမ္မမဟုတ်အတုံးပြုပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနတ်နဲ့ပြခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။ ရင်မြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။ရင်မြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေရှိပါတယ်။တချို့တော့ရင်မြုံမိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပေါက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုခြေပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ မြေပြင်နဲ့ထိချိန်မပေါက်ခွဲသေးပဲဆက်ရှိနေလဲအနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်မြေမြုပ်မိုင်းနဲ့အခြားပေါက်ခွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်မြေမြုပ်မိုင်းတွေနဲ့ပေါက်ခွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပဋိပက္ခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူးဒီကနေ့သတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရတဲ့အထူး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီချနာသတင်း Channel App, Facebook စာမျက်နှာ, YouTube နဲ့ Website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။